ျွန်တော်တို့ Ruji နဲ့ကုတ်ထုတ်ဖို့ရတဲ့အရင်ဆုံးကျွန်တော်တို့ Ruji application လေးတွေကိုဝင်သွားမယ်ကိုယ့်ရဲ့ username password နဲ့ဝင်လိုက်မယ် Ruji account နဲ့ဝင်လိုက်မယ်ဆိုရင်ဒီနေရာလေးကိုရောက်သွားမယ်ပေါ့နော်အဲ့ဒီနေရာမှာကိုယ့်ရဲ့ project လေးတွေကိုဝင်လိုက်ပြီ project လေးဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာတတ်ထားတဲ့ device လေးကိုကျွန်တော်တို့တွေ့ရမယ်ပေါ့နော် advanced tail သွားမယ်အလွယ်ကူဆုံးပြီးသွားပြီဆိုလို့ရှိရင် အောက်ဆုံးကိုဆင်သွားမယ် ပေါ်တယ်ကိုသွားမယ်ဒီနေရာမှာကျွန်တော်တို့လောက်ထားတဲ့ပေါ်တယ်လေးကိုတွေ့ရမယ်ပေါ့နော်ဒါကဘာမှတွက်ပြင်စရာမလိုဘူးဟုတ်ပြီဘက်ပြန်ဆုပ်ထားမယ်ကုတ်ထုတ်ဖို့အသုံးပြုရမယ့်နေရာကဒီ user management ဆိုတဲ့နေရာဟုတ်တယ် user management ကိုသွားမယ်အဲ့ဒီမှာကျွန်တော်တို့ user group လေးအရင်တည်ဆောက်မယ်ပေါ့နော်ကိုက nine web code လေးတခုဒါလေးတွေကတည်ဆောက်ထားပြီးရနောက်ပိုင်းဆက်သုံးလို့ရပြီ user group minute 30 30 minutes ပေါ့နော်သူကြတော့ space ပါမခံခိုင်းဘူးဒီကောင်ကြတော့အဲ့ဒီတော့ဂျာထဲမှာတခုခုထည့်ပြီးမှ underscore ဖြစ်ဖြစ်ပေါ့နော်တခုထည့်ပြီးမှတုံးပြရမယ်30 minutes concurrent device ဘယ်နှလုံးချိန်မှလဲပေါ့နော်ကျွန်တော်တို့ဒီနေရာမှာ device တခုကို code တခုပဲပေးမယ်1ပြီးရင် period period ကကျွန်တော်တို့သူ့ကိုအချိန်ဘယ်လောက်ပေးမှာလဲ minute 30 data queue နဲ့ data queue ကြတော့ဒီ minute 30မှာသူ့ကို data ဘယ်လောက်သုံးခွင့်ပေးမှာလဲပေါ့ data ကြတော့ကျွန်တော်တို့ data နဲ့ပေးမှာမဟုတ်ဖြစ်တဲ့ unlimited ထားပြီးတော့မှာ upload speed ဒီ minute 30ကိုဒီ code တစ်ခုတည်းဘယ်လောက်နဲ့ပေးသုံးချင်တာလဲပေါ့ unlimited ဆိုရင်တော့ကိုယ့်ချိန်မှာ100ထွက်နေ100တော့ကြာမှာပေါ့နော်အဲ့လိုမှမဟုတ်ဘူးသူ့ကိုကျွန်တော်တို့5 minute လောက်ပဲပေးသုံးချင်တယ်ဆိုရင်5 minute okay download speed ထုံနေလောက်မဲ့ file မဲ့ okay file မဲ့လောက်ဆိုရင်တော်တော်လေးတုံးလို့ရပြီ price price ကြတော့ကျွန်တော်တို့သူ့ကိုစီးရင်မှတ်ချင်တယ်ဥပမာကျွန်တော် minute 30ကိုထားပါတော့တစ်ထောင်နဲ့ပဲပေးချင်တယ်ဆိုရင်တစ်ထောင်ပေါ့เนาะမထည့်လို့ရှိရင်လည်းဘာမှမဖြစ်ဘူးပြီးရင် save လုပ်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ minute 30စာတတ်မှတ်ထားတဲ့ user group တွေတခုရပြီတနာရီစာဆိုပါတော့เนาะနောက်တစ်ခုကဒီမှာထားပါတော့နှစ်နာရီပေါ့ two hour concurrent device device ကိုတစ်ခုပဲချိန်ခွင့်ပေးမယ်ပြီးရင် period period ကဘယ်လောက်လဲ2 hours okay ပြီးလို့ရှိရင်ဒီနေရာမှာ queueer ကမလိုဘူး upload speed 2 hour ကို5 mb ပေးမယ် download speed လည်း5 mb ပေးမယ်တကယ်လို့မဟုတ်ဘူး line ဟိုလုံးဝဟိုကိုကိုရှိမှတရားကြာရင်တရားနေရာကြာရင်နေရာ 50ကြာရင်50 300ဆင်းရှင်နေဆိုရင်တော့ဒီနေရာမှာဘာမှမထည့်နဲ့အဲ့ဒါဆိုလို့ရှိရင်သူ unlimited တောင်းလို့ရလိမ့်မယ်အဓိကကဒီမှာကြည့်ရမှာကကျွန်တော်2နာရီဒီမှာ2နာရီဆိုလို့ရှိရင်ကျွန်တော်တို့ period ဒီ2နာရီဖြည့်ရမယ်ဒါကြည့်ရမယ့်အပိုင်းပေါ့နော်။ channel ဟာတော့ limit ကန်တာဟုတ်တယ်။ရပြီ။ဒါဆိုလို့ရှိရင်ကျွန်တော် user code လေးစောက်ပြီးသွားပြီ။ code လေးဘယ်လိုသွားစောက်မလဲဆိုတော့ user code စောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် user ကိုသွားမယ်။ account လား voucher လား။ကျွန်တော်က voucher ပဲတီးစောက်လိုက်မယ်။ voucher code ဆိုတော့ voucher ကိုသွားမယ်။ ီးသွားပြီဆိုရင် add voucher လို့နေမယ်နံပါတ်ပဲနှစ်ခုအခုတရားထုတ်မယ်나이ဝက်ကုတ်ဆိုတာတော့ဗောနော်나이ဝက်ကုတ်အခုတရားထုတ်မယ် voucher code type ဘယ်လိုပုံစံလေးတွေလဲပေါ့ကဏ္ဍကြီးပဲလားပေါ့ကဏ္ဍနဲ့ ABCD နဲ့လားပေါ့အကုန်ရောထားမှလားဟုတ်ပြီအကုန်ရောထားလိုက်မယ်ကုလန်6ကဏ္ဍ6လုံးပါမယ်ပေါ့နော် user group ခုနတိဆောက်တဲ့ user group ပေါ့နော်ကျွန်တော်တို့30မိနစ်လား2နာရီလား2နာရီစာအခုတရားထုတ်မယ်ဆိုတော့2နာရီလို့ယူလိုက်မယ် okay ပြီးရင် save ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ voucher code လေးတွေထွက်လာပြီအဲဒီမှာအပေါ်မှာပါတဲ့ voucher code လေးတွေဒီဘက် banner က voucher ဆိုတဲ့ဟာလေးတွေကိုကျွန်တော်တို့ print ထုတ် ရင်ထုတ်ပေါ့เนาะဒါမှမဟုတ်ကျွန်တော်တို့ဒါကို customer ကိုပေးလိုက်ရင်ရပြီ status ဆိုတဲ့နေရာမှာ not due ဆိုတဲ့ဟာကကျွန်တော်တို့ဒါကအသုံးမပြုရသေးဘူးပေါ့เนาะအသုံးပြုနေစေဆိုလို့ရှိရင်သူကအဲ့နေရာမှာကျွန်တော်တို့အသုံးပြုနေတယ်ပေါ့ in use ဆိုမှပေါ်ပြနေပြီးတော့မှအသုံးပြုပြီးသွားပြီဆိုလို့ရှိရင်သူက expire ဆိုမှပြသွားလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ voucher code လေးထုတ်လို့ရသွားပါပြီ